ဒီ talent နှစ်ခုမှာဘယ်တစ်ခုနဲ့စော့တင်တာလဲဆိုပြီးတော့တချို့ massman player တွေအနေနဲ့ပြန်ပြတတ်လေရှိကြပါတယ်ကျွန်တော်လည်းအပေါအဝင်ပါပဲဒီနေရာမှာတခုပြောစရာရှိတာတခြားဒီ talent တွေကိုလည်းတုံးလေးရှိကြပါမယ် massman နဲ့ဆိုပဲတုံးကြတာပါအဲ့တော့အတုံးအများဆုံးဒီ talent နှစ်ခုအကြောင်းကိုရှင်းပြပါမယ်ကဲစလိုက်အောင်ဒီ talent ကတော့ quantum chat လို့ခေါ်ပါတယ်သူ့ရဲ့ effect ကတော့ basic attack နဲ့ enemy ရဲ့တွေးလျှော့လို့ရတဲ့ unit တိုင်းကိုထိအောင်ပြစ်နိုင်လို့ရှိရင် ကိုယ့်ရဲ့ movement speed ကို30ရာခိုင်နှုန်း1.5စက္ကန့်တိုးပြီးမှဖြစ်ပြီးတော့ level light တွေး85ကနေ180တိပြန်ရမှာပါဒီလိုငြိမ်နေတဲ့ပုံစံဆိုရင် talent အသက်ဝင်နေပြီလို့ဆိုလိုတာဖြစ်ပြီးတော့ basic attack နဲ့သူ့ effect ကိုရလိုက်တာ ਨੇ ဒီလိုလေ80စက္ကန့်လည်သွားမှာပါ80စက္ကန့်ပြီးရင်တော့ talent effect ကိုထက်ရပါပြီဒါကတော့ quantum chat talent အကြောင်းပါနောက် talent တစ်ခုကတော့ weakness finder လို့ခေါ်ပါတယ်သူ့ရဲ့ effect ကတော့ ် enemy hero တွေကို basic attack တုံးလို့ရှိရင် ထိတဲ့ enemy တွေအကုန်လုံးကို90ရာခိုင်နှုန်းတစ်စက္ကန့်နှေးစီမယ်။သူတို့ရဲ့ attack speed ကိုလည်း30ရာခိုင်နှုန်းတစ်စက္ကန့်ရှော့ချပေးမယ်။ဒီလိုငြိမ်နေတဲ့ပုံစံဆိုရင်တဲလန်အတက်ဝင်နေပြီ ဖြစ်ပြီးတော့ basic attack နဲ့သူ့ရဲ့ effect ကိုရပြီးရတဲ့ဒီလိုလေး10စက္ကန့်လဲသွားမှာပါ။တခုရှိတာကဒီလဲနေတဲ့အချိန် basic attack တစ်ချက်တိုင်းကဒီ cooldown 10စက္ကန့်ကိုတစ်စက္ကန့်စီရှော့ချပြစ်မှာပါ။ ဲ့တော့ basic attack ကိုဇက်တိုက်သုံးနေနိုင်မယ်ဆိုလို့ရှိရင်ကုတောင်းဆက်ဆက်ကောင်ကို30စက္ကန့်ထိ short ချပြလို့ရမယ်အဲ့တော့ effect ခဏခဏပွင့်အောင်လုပ်လို့ရယူပါဗျာ enemy ဘက်မှာ attack speed ကျန်တဲ့ hero တွေပါလာခဲ့လို့ရှိရင်ဒီ talent နဲ့ပြန်ပြီးတော့ကောင်တာလို့ရပါတယ်လောလောဆယ်ပြိုင်ပွဲတွေကြည့်မယ်ဆိုရင်တော့ကွမ်တန်ချက်ကိုပဲအသုံးများကြတာတွေ့ရမှာပါ human speed မြန်တာနဲ့တွေးပြန်တက်တာပို့သုံးဝင်လို့ထင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ basic attack တစ်ချက်နဲ့ multi target ပြစ်လို့ရတဲ့ မီယာဟန်နဘီမလီဆာတို့လိုဟီးရိုးမျိုးတွေက Venus Finder နဲ့လိုက်ပြီးတော့လီလာ Irithel Bruno တို့လိုဟီးရိုးမျိုးတွေကကွန်တန်ချန်နယ်လိုက်တယ်လို့ထင်ပါတယ်မိတ်ဆွေတို့ Masman ကင်ပြီဆိုရင် Bet Talent နဲ့ဆော့ရတာပို့ပြီးတော့အားရလဲအတွေ့အကြုံလေးတွေကို comment မှာဝင်ပြခဲ့လို့ရပါတယ်နောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်